မင်းနဆန်ကိုနေချီဝါခွန်ပန်ဝါအခုဖြည့်ပြမှာကအန်ဖိုးသမားတွေအတွက်ပါပဲအဲ့တော့အန်ဖိုးသမားတွေများသောအားဖြင့်ပေါ့နော်စတာပု္ပ္ပာမှာမျက်စိလဲကြရတဲ့အချိန်အကြာကြီးယူရတဲ့ဆိုတဲ့သူတွေအတွက်2013ခုနှစ်လပိုင်း GMB မိခေါဟော2013ခုနှစ်လပိုင်းရဲ့စတာပု္ပ္ပာဖြည့်နည်းကိုအချိန်တိုအတွင်းမှာပွိုင်ဖန်းနည်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကြည့်လိုက်အောင်ပုံမှန်၅ပုတ်ပါပဲနော်အဲ့တော့ကြည့်လိုက်အောင် အဲ့ဒါမွန်နိုင်နှိပေါ့နော်ပုံမှန်ဆိုလို့ရှိရင်မွန်နိုင်နံပါတ်2မှာ၅ဘုတ်စီပါတယ်အဲ့ဒါစကြည့်မယ်နံပါတ်16ရှိတဲ့16 16 20အဲ့ဒီ၅ဘုတ်ကိုဖြည့်မယ်အဲ့ဒါစကြည့်ပါမယ်စကြောက်ကိုဖတ်မယ်အဲ့တော့ရုံလုံးတိထားမှာကဒါတွေဖတ်မယ်ဆိုရင်ဘာသာပြန်နိုင်ဖို့မိနစ်နေရဖို့တော့လိုတယ်တိုးတော့စာရပေးမယ်လေပုံမှန်ဖန်တန်မျက်စိလဲတာရှိရလှည့်ထားတာစာရေးဆရာပေါ့နော်ဒီပုံစံထုတ်တဲ့ဆရာကအဲ့ဒါစကြည့်ပါမယ် raise ခုနီရေခဲ့တက်တာထဲမှာကွက်လက်ကွက်လက်ကွက်လက်လေးခုနော်တဲ့နော်တဲ့ဆိုတာအန်ဖုံးမှာပါတဲ့ grammar တော့ကြောင့်အကြောင်းပြချက်ပေးတယ်တာပေမှာရှိတာစာခဲ့တဲ့ ဒီကိစ္စတာထဲမှာကွက်လက်၄ခုဖြစ်တော့ကြောင်းစားခဲ့တယ်အဲ့တော့တို့ point ဖမ်းမယ်ဒီရှိရဖမ်းမလားထုံးစံတိုင်းနောက်ကဖမ်းမလားရှိရဖမ်းမယ်ဆိုရင်ရဲစုပ်ခုဒီကိစ္စတာထဲမှာမှာဆိုတဲ့ကောင်နောက်မှာရှိချင်းဖြစ်ချင်းကိုပြမယ်ဘာရှိတယ်ဘာပေါ့နော်အဲ့လိုမှမဟုတ်လို့ရှိရင်ရှိချင်းဖြစ်ချင်းကိုအဲပေါ်ပြရတဲ့စကလုံးနေနဲ့တွဲတဲ့ high လိုက်မယ်အဲ့တော့မှဝင်နော်တဲ့နော်တဲ့နဲ့တွဲတော့မလားနော်တဲ့ဆိုလို့ရှိရင် plane ဖောင်နဲ့တုံးတယ်တော့ကြောင့်အကြောင်းပြချက်ပြတာနော်တဲ့က plane ဖောင်နဲ့တုံးတယ်လို့မှတ်အကြံမြင်မဲ့အတိကျတော့မဟုတ်ဘူးအကုန်လုံး plane ဖောင်နဲ့တုံးတယ်လို့မှတ်မယ်ဆိုရင်ဒီထဲမှာ plane ဖောင်ပြောင်းတဲ့ဟာကိုရှာမယ်ခဲခီကကိမ့်မုတ်ကဟာဟာကအဲ sorry ်ချီချီကအဖေကပေါ့နော်နောက်တစ်ခုကကျတော့ခတ်တက်ခိတဝယ်ခဲ့တယ်နောက်ကနှုတ်ခွတ်တက်ဣတကြံနေခဲ့တယ်ဒီလေးခုအဖေလေးခုတော့ကြည့်မယ်ဆိုရင် plain form ပြောင်းတာ3.4ပဲရှိတယ်ဟုတ်ပြီနော်အဲ့တော့3.4လေးရှိရဆိုတော့ node နဲ့3မှာက plain form plain form ပြောင်းတာ3.4ပဲရှိရဆိုတော့တေချာတယ်အဲ့ဒါ3ထိုင်းထားမထိုင်း4ထားမှာအဲ့တော့တခုချင်းဆက်ကြည့်မယ်3မှာနေဆက်ဆက်မယ်ခတ်တက်ခိတဝယ်ခဲ့တယ် node တော့ကြောင့်ဝယ်ခဲ့တော့ကြောင့်စားခဲ့တယ်အဲ့လိုဖြစ်မလားနှုတ်ခွတ်တက်ဣတဒါကြံတာကြံနေခဲ့တယ် node တော့ကြောင့်ကြံနေတော့ကြောင့်ဒါပဲမှရှိတာစားခဲ့တယ် ဝယ်ခဲ့သောကြောင့်စားခဲ့တယ်လားကြံနေသောကြောင့်စားခဲ့တယ်လားတခုစီထည့်ပြီးတော့အရှိယဟောက်ဆက်ကြည့်ဝယ်ခဲ့သောကြောင့်စားခဲ့တယ်ဆိုလို့ရှိရင်ဒီမှာပါတဲ့အဖေကရဲ့ကိမ့်မုံကရဲ့အကြံနေခဲ့တယ်ဘိုးဘယ်နေရာမှာထည့်မလဲဟုတ်ပြီနော်အဲ့ဆိုရင်ရေခဲတက်တာတဲ့မှာနောက်ကပါထည့်မလဲဒီဟာကိုအရှိမပို့မလားအကြံနေခဲ့တယ်အဲ့တော့ဆက်မယ်ဆိုရင်အဖေကကိမ်မုံကအဲ့လိုမှမလို့ရှိရင် ကိမ်မုံကအဖေကကြံနေခဲ့တယ်ဒါမှမဟုတ်လို့ရှိရင်အဖေကအဲ ြံနေခဲ့တဲ့ဂိမ်းမုံကဝယ်ခဲ့တယ်စားခဲ့တယ်တမျိုးဖြစ်နေတယ်အဲ့တော့နံပါတ်3ကိုထည့်လို့မရဘူးစဉ်းစားမယ်ဆိုလို့ရှိရင်မြန်မာစကားအသွားအလာတိုင်းပဲစဉ်းစားမယ်အဲ့တော့၄ကိုထည့်ကြည့်မယ်၄ထည့်ကြည့်မယ်ဆိုတော့ကြံနေခဲ့တော့ကြောင့်စားခဲ့တယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကြံတဲ့ဂိမ်းမုံကအဖေကဝယ်ခဲ့တယ်အဲ့ရုတ်တရက်ဆိုလိုက်တာအဖေကဝယ်ခဲ့တယ်စကားသွားဆက်ပြီးရနော်ကြားမိရနော်အဲ့တော့အဖေကဝယ်ခဲ့တယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ရေခဲတက်တာထဲမှာအဖေဝယ်ခဲ့တယ်ကိမ့်မုံကအဲ့ဒါဆိုရင်အဆင်ပြေသလားမသိဘူးဟုတ်ပြီနော်1 3 4ဘာသာပြန်ကြည့်မယ်အကြံပြင်း ရေခဲတက်တာထဲမှာအဖေကဝယ်ခဲ့တဲ့ကိမ့်မုံကကြံနေခဲ့တော့ကြောင့်စားခဲ့တယ်ရှိနေတော့ကြောင့်စားတယ်အဲအဲ့ဒါဆိုရင်အဆင်ပြေသွားပြီ1 3 1 4စားတဲ့နေတက်ရောက်သွားပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်ပွိုင်ဖန်းတာဒီကနေစပွိုင်ဖန်းလိုက်တာသူ့ကိုပလင်းဖောင်နဲ့သုံးတာမလို့ပလင်းဖောင်ပါတဲ့အောင်ရှာတော့3လေးရှိတယ်အဲ့3လေးတစ်ခုချင်းထည့်ကြည့်တော့3နဲ့အဆင်မပြေလို့၄ထည့်လိုက်တာကြံနဲ့1 1နဲ့3ကိုဖန်ရင်းနဲ့ဒီနှစ်ခုကသွားတွဲမိပါတာအဲ့နှစ်ခုတွဲလေးထားလိုက်တော့သူကနေရရသွားတယ်အလိုလိုဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်16အဖြစ်ရပြီအဲ့ဆက်ခွန်ကိုကြည့်မယ်ဒိုင်းကြီးနာအရေးကြီးတော့အရေးပါတော့ကွက်လက်လေးခု ကခခတ္တခိတအဲ့တော့ကွက်လက်လေးခုကခခတ္တခိတခခတ္တခိတဆိုတာခခါရီမက်ကလာတာခခါရီမက်ဆိုတာချိတ်တယ်တွေ့ကက်တယ်ပေါ့နော်ဖုံးနေပါလေဆိုရင်လာတယ်ပေါ့အဲ့လိုမျိုးသုံးတယ်အဲ့တော့နောက်တစ်ခုကကျတော့ဒီမှာဒိုင်းကြီးနာရေးပါတော့နာအကျစ်တေးကြတဲ့အကျစ်ရဲ့နောက်မှာနောင်းပဲလိုက်တယ်အကျစ်ရဲ့နောက်အဲ့တော့အကျစ်ရဲ့နောက်မှာလိုက်မဲ့နောင်းလိုက်ကြည့်လိုက်တော့ဒန်းဝရှိတယ်နောင်းကဟာနာရှိရှိဒါပဲဒါပါတီကဒါကဇက်ကက်ဆက်တိုချူးဆိုတာကတဝက်တပြက်ပေါ့နော်အဲ့တော့ဒီတက်နဲ့သုံးကိုပဲ ီနာစရိကနောက်မှာထည့်ရမှာအဲ့ဒါဆိုရင်တခုချင်းထည့်ကြည့်မယ်အရေးကြီးသောဖုံးအရေးကြီးသောစကားရစ်ဟုတ်ပြီနော်စကားရစ်အဲ့ဒါဆိုရင်အရေးကြီးသောဖုံးဆိုလို့ရှိရင်နောက်ကတိုချူထည့်မယ်ဆိုတော့အရေးကြီးသောဖုံးတဝက်တပြည့်စကားရစ်ဒဲဆိုတော့ဘယ်လိုထည့်ရမလဲမပြီးတော့ဘူးအဲ့လိုမှမဟုတ်ပဲအရေးကြီးသောဖုံးစကားရစ်မှာဖြင့်အော် sorry တိုချူတဝက်တပြည့်မှာအဲတဝက်တပြည့်မှာတိုချူဒဲကဆက်လို့ရတယ်ဟုတ်ပြီနော်တိုချူဒဲတဝက်တပြည့်မှာဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်အဲ့တော့ နှစ်နဲ့လေးကတတွဲတဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်တို့ချူးတဲ့တဝက်တပြက်မှာတဝက်တပြက်မှာဘာဖြစ်မလဲဟာနာရှိနောကခခတ်တဲ့ခိတာလားဒန်ဝါကခခတ်တဲ့ခိတာလားအဲ့တော့ငါတို့စကားတွေရှိပါတယ်ဒန်ဝါအိုခခဲမတ်ဆိုရင်ဖုံးကိုဆက်တယ်ဒန်ဝါကခခါရီမတ်ဆိုရင်ဖုံးဝင်တယ်ဟုတ်ပြီနော်ဒီမှာဘတ်တဲ့ခိတာဖြစ်လာတယ်ဆိုတော့ဖုံးဝင်လာတယ်အဲ့ဒါဆိုလို့ချင်းဒီအရှိမတစ်ကိုထည့်ရမှာဒန်ဝါကခခတ်တဲ့ခိတာဘာလို့ဆိုတော့နောင်းကဒါနောင်းဟုတ်ပြီနော်အဲ့ဒါဆိုရင်တေးကြတယ်ဒီမှာရှိတဲ့နောင်းတစ်ခုကဘယ်မှာထည့်မလဲဆိုလို့ရှိရင် နားကျင်နေတော့မှထင်မယ်3ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်ခုနကောင်က2နဲ့4ရတော်တော်ဆိုဟုတ်တယ်လေဒီမှာ2ထည့်မယ်ဒီမှာ4ထည့်မယ်အဲ့ဒါဆိုလို့ရှိရင်ဘာသာပြန်ကြည့်မယ်အရေးကြီးတော့စကားရဲ့တဝက်တပြက်မှာပြောနေတုံးမှာပေါ့နော်တူချူဆိုတာအန်တနီမှာဆိုဥချီပေါ့အဲ့တော့ပြောနေတုံးမှာဒန်ဝါကခက်ခက်တဲ့ခိတာဖုံးကဝင်လာတယ်အဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင်အရေးကြီးတဲ့စကားပြောနေအဲ့ပြောနေရင်ပြောနေတုံးမှာပဲဖုံးတစ်ခုကဝင်လာတယ်အဲ့လိုပြောတာအဲ့တော့စကားအဆင်ပြေသွားတယ်စတားနေရာမှာ၄ကြာတယ်အဲ့ဒါဖြစ်ရ၄ဖြစ်မယ်ပေါ့ဆက်သွားမယ်၁၈ ဘာမှပြောရလဲဆိုတော့ဂကိုးတဲ့ကြောင်းပါတယ်ဘယ်သူကရင်ပြောမလဲဆရာကနေပြောမယ်စမ်းဆရာကနေပြောမယ်ပေါ့နော်ရောခါကနူရဲတဲ့ emos ရောခါဆိုတာလူသားချင်းကြောင်ပြောတာနူရဲတဲ့ဆိုဆိုရွှဲနေတနည်းအားဖြင့်ချော်ချွတ်နေတာပေါ့နော်ဒါတွေကိုဘာသာမပြန်နိုင်ထားလာအောင်နူရဲတဲ့ email ဒီ birthday email ကိုတော့ရမယ် birthday email ကဖြစ်နေတာတနည်းအားဖြင့်လုံနေတာအဲ့တော့လုံနေတာလားဖြစ်နေတာလားကြည့်ချင်းဂါပါတီကိုသုံးမယ်ဂါကတဘာဝဒီဂျီတို့ရှိဒီမှာသုံးတဲ့အတွက်ကြောင့်ဒါကလုံနေတာမဟုတ်ဖြစ်နေတာအကယ်လုံနေတာဆိုရင်ပို့ပဲသုံးပါမယ်အဲ့တော့ရောခါကဒီကတော့ဘာသာပြန်ရောခါကြီးကနူရဲတဲ့ email ဘာသာမပြန်နိုင်ထားလိုက်အောင်ညူလည်းဖြစ်နေတယ်ဒီဖြစ်နေတဲ့နဲ့ဒီကောက်တော့ရမယ်ဘောခါကညူလည်းဖြစ်နေတယ်ဘာဖြစ်မှန်းမသိထားလိုက်အောင်အဲ့တော့ဒီမှာအရုခုလမ်းလျှောက်တဲ့ကွက်လက်၄ခုရှိတဲ့ခူရာဆိုင်လောက်ပေးပါစေခိုင်းနဲ့ညွန့်ကြားတဲ့သဘောရှိတဲ့ခူရာဆိုင်ဆိုတော့အဖြေသွားကြည့်မယ်ယောနီဆိုတော့အောင်လို့ချူကြီးကဂီယူဆိုင်တာတိုခိဝအချင်းအခါအဲ့တော့စူပဲရနိုင်စူပဲရီမတ်ကလာတာချောတာချောလဲတာပေါ့နော်စူပဲရနိုင်ဆိုတော့မချောလဲအောင်မချောအောင်လို့ပြောတာပေါ့နော် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဘလို့ပိုင်ဖမ်းမလဲထုံးတာတိုင်းဒီကပိုင်ဖမ်းမလားဒီကပိုင်ဖမ်းမလားဒီကပိုင်ဖမ်းမယ်ဆိုလို့ရှိရင်အာရုခု G-Shock K ပြောင်းထားလား G-Shock K ရဲ့အနောက်မှာနောင်ပြတဲ့ကနော်နောင်တစ်ခုလိုက်မယ်ပေါ့နော် G-Shock K နောင်ပေါ့အဲ့လိုမှမဟုတ်ပဲနဲ့ရှီတက်ခုလာဆိုင်ရလိုက်မလားရှီတက်ဆိုလို့ရှိရင်ဒါရှီမက်ကလာတာရှီမက်ဆိုရင်ဒီကြားထဲနောင်ရှီမက်ပဲရှိတာဟုတ်ဘန်ကီယောရှီမက်တို့ခိုင်းမွန်တို့ရှီမက်ရှာနောင်ရှီမက်ပဲရှိတာအဲ့ဒါဆိုရင်ဒီမှာနောင်ကပါရှိလေနောင်ကပါရှိလေဆိုတော့ဒီမှာဆိုလို့ရှိရင်နောင်ကတိုခိတစ်ခုရှိမယ်အဲ့ဒီတော့ချူရီတစ်ခုရှိမယ်ဟုတ်ပြီနော်အဲ့တော့အဲ့နောင်เนี่ยတစ်ခုဆက်ကြည့်မယ်နှစ်ဖြစ်မလားသုံးဖြစ်မလား ဒါဆိုရင်တိုခိဝါရှိတဲ့ကုရဆိုင်ဆိုရင်တော့စကားတမျိုးပဲအဲ့လိုမျိုးတော့ငါတို့မတွေ့ခဲ့ဘူးချူဤရှိတဲ့ကုရဆိုင်ဆိုရင်တော့ဖြစ်နိုင်တယ်ဒါသတိပေးတာချူရှိတဲ့ကုရဆိုင်ကိူးဆိုင်ပဲအဲ့တော့ဖြစ်နိုင်ခြင်းရှိတယ်စကားသွားလာလှတဲ့အကြောင်းဒီနေရာမှာနှစ်ထားလိုက်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီနောင်ပုံစံကဘယ်လိုနေအမှသုံးလဲတိုခိဆိုတာအချိန်အခါအန်ဖိုးမှာပါတယ်အဲ့တော့သူ့အသုံးမှာက G-Shock တိုခိနဲ့9တိုခိနှစ်ခုပဲရှိတယ်အဲ့တော့ G-Shock ပြောင်းလာဒီမှာမရှိနေဘူး9ပဲရှိတယ်တိုတော့ G-Shock ပြောင်းလာဒီမှာတစ်ခုရှိတယ်အဲ့တော့ Aru ခုရဲ့နောက်မှာလိုက်ရမှာသူပဲဖြစ်နိုင်တယ်3 တော့လမ်းလျှောက်တဲ့အခါမှာဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဘာနဲ့ဘာပဲကြံလဲဆိုတော့ကအဲ1နဲ့4ပဲကြံတော့အဲ1နဲ့4ကို1 4ဆက်မလား4 1ဆက်မလားအရင်ဆုံးဆိုကြည့်လိုက်1ထည့်ဆိုကြည့်မယ်လမ်းလျှောက်တဲ့အခါယောနီအောင်လို့ယောနီကဘာဖြစ်မှန်းမသိဘူးယောနီကိုတော့မှလည်းပဲအန်ဖိုးမှပဲပါတာဂျီရှော့ကေယောနီနဲ့နိုင်းယောနီအဲ့ဒီပဲအောင်လို့ဂျီရှော့ကေဆိုရင်ဖြစ်အောင်လို့နိုင်းဆိုရင်မဖြစ်အောင်လို့အဲ့တော့ဒီမှာနိုင်းပြောင်းထားတာတစ်ခုပဲရှိရသေးကြတယ်တက်ခဲ့ရှိမှ၄ရှိရမှာအဲ့ဒါဆိုရင်ဒီနေရာမှာ၄ထည့်ဒီနေရာမှာ၁ထည့်လိုက်ပေါ့အဲ့ဒါဆိုရင်ဘာသာပြန်ကြည့်လူသားစင်းကြံက ဆိုဆွဲနေတဲ့အတွက်ကြောင့်ဘာသာမပြန်နိုင်ရိုခါကနှူတဲ့ဖြစ်နေတယ်လမ်းလျှောက်တဲ့အခါမချော်လဲအောင်လို့ဂယူးစိုက်ပေးပါအတော်လားလှတယ်စတားနေတာတစ်ကြတယ်အဖြေကတစ်ဖြစ်ဖြစ်မယ်ဟုတ်ပြီနော်စကုဆက်သွားမယ်အဲ့တော့ဘာပြောလဲဆိုတော့စကုက run shoe လာမဲ့ပတ်တယ်ခိုင်းရှာတော့ company ရဲ့ကွက်လက်လေးခုရှိမှစတာလုတ်ခဲ့တယ်ဟုတ်ပြီနော်အဲရှီမတ်စတာလုတ်တယ်ဆိုတော့လုတ်လို့ရတာကရှီမတ်ကိုသုံးထားတဲ့အတွက်ကြောင့်ရှီမတ်နောင်းပဲလိုက်လို့ရမယ်အဲ့တော့နောင်းပါတာဘာမှရှိလဲအဖြေလေးကိုသွားကြည့် ဒါကချီကာကူနီအနီးမှာနေရာကာလောက်ပြတဲ့ဆူဒူကလုတ်တဲ့ဘက်ကိုကြီးချော့ခေပြောင်းတာဒီမှာရှီမက်ကိုကြီးချော့ခေပြောင်းတာနောက်မဟုတ်ဘူးခိုးတူကနောင်ဖြစ်တဲ့တစ်ခုရပြီဟစ်ခိုးရှိဆိုတာနောင်ဖြစ်တဲ့တစ်ခုရပြီအဲ့ဒါဆိုဒီအရှိမ3နဲ့4ကိုထပ်ထည့်ကြည့်မယ်ခိုးတူနီရှီမရှိတာခိုးတူနီရှီမရှိတာဖြစ်မယ်ဆိုရင်ခိုးတူနီရှီမကကြတော့ MV မှာလည်းပါတယ်ခိုးတူနီရှီမကိစ္စကိုလုတ်တယ်အကြောင်းကိစ္စလုတ်တယ်ပေါ့နော်ဟစ်ခိုးရှိကိုရှီမရှိတာဆိုရင်ပြောင်းရွှေ့မှုကိုလုတ်ခဲ့တယ်ပဲနှစ်ခုပဲဒီ၃နဲ့၄ပဲရထည့်ထည့်ရစကားအစင်းအစင်းပြေးနေတယ်အဲ့တော့၃အစထည့်ကြည့်မယ် ခိုတိုနီရှိမစတာကိစ္စဖြစ်ခဲ့တယ်ကိစ္စလုတ်ခဲ့တယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်ဟေကိုရှိကိုဘယ်မှာထည့်မလဲဆိုတော့ဒီယောချီကာခုနီနဲ့ဆူရူကိုဘယ်မှာထည့်မလဲဆိုတော့စက်ကြည့်မယ်ကုမ္ပဏီရဲ့ချီကာခုနီဆိုအနီးမှာဆူရူဆိုရင်လုတ်တယ်ဟေကိုရှိကိုပြောင်းရွှေ့မှုကိုကုမ္ပဏီရဲ့ဆူရူဆိုတာမဖြစ်နိုင်တော့ဘူးဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့တင့်နဲ့လေးကိုကုမ္ပဏီရဲ့နောက်မှာထည့်မယ်ခိုင်းရှားတော့ချီကာကုနီကုမ္ပဏီရဲ့အနီးနားမှာ ဖြစ်နိုင်တဲ့ဇကားသွားလာလာတယ်။နံပါတ်၄ကိုထပ်ထည့်မယ်။ခိုင်းရှာနော့ဟီခိုရှိကိုကုမ္ပဏီရဲ့ပြောင်းလဲမှုကိုသူလည်းဖြစ်နိုင်တယ်။ကုမ္ပဏီကိုပြောင်းရှိလို့ရတယ်လေ။ရုံးခန်းတွေပါလေပြောင်းတယ်။အဲ့တော့ဘယ်ဟာဖြစ်နိုင်လဲ။တစ်ကနေစထည့်မယ်အစဉ်လိုက်စဉ်။ကုမ္ပဏီရဲ့ပြောင်း sorry ကုမ္ပဏီရဲ့အနီးနားကိုအနီးနားမှာအနီးနားတို့အဲ့ဒါဆိုရင်စုလူထဲမလားမရသေးဘူးကုမ္ပဏီရဲ့နီနာကိုဘာလို့လုပ်ရမှာလဲဟစ်ခိုရှိပြောင်းရွှေ့မယ်အဲ့တော့ဟစ်ခိုရှိအိုတေးကြတဲ့နောင်အိုရှိမတ်နောင်ရှိမတ်ဂရူ3လေးဟုတ်တယ်မလားနောင်ရှိမတ်အဲ့ဒါဆိုလို့ရှိရင်နောင်ရှိမတ်ဆိုတော့၄ရဲ့အနောက်မှာပဲဒီနှစ်ကရှိရမှာ အဲ့ဒါဆိုလို့ရှိရင်ဒီနေရာမှာတက်ထည့်တယ်ဆိုတော့ကဟုတ်ပြီနော်ဒီနေရာမှာကိုလည်းပဲသုံးထည့်မယ်ဆိုရင်အဲ့တော့ဒီနေရာမှာကဘာဖြစ်မလဲဆိုလို့ရှိရင်ခိုင်းရှာနော်ချီခါခုနီဟေခိုရှိအိုလေးထည့်မယ်ဆူရုခိုတိုနီရှိမှာစတာအဲ့တော့ခိုတိုနီရှိမှာကတကယ်တော့ grammar ရှိတယ်သူရဲ့စေစုစုကူက ဘက်ရုခိုတိုနေရှိမယ်ဂျီရှော့ခေခိုတိုနေရှိမယ်နဲ့9ခိုတိုနေရှိမှာအဲ့လိုအသုံးများတယ်အဲ့တော့ဒီမှာဂျီရှော့ခေပြောင်းထားတဲ့ခိုတိုနေရှိမယ်ဆိုတော့2 3ဝတတွဲ1တလီယတတွဲစတားနေရနှစ်ကြတယ်ဘာသာပြန်ကြည့်မယ်နောက်တစ်ပတ်ကုမ္ပဏီရဲ့အနီးအနားကိုပြောင်းရွှေ့ဖို့ကိစ္စဖြစ်လာတယ်ပြောင်းရွှေ့တော့မယ်အဲ့တော့နံပါတ်2အဖြေရဟုတ်ပြီနော်အဲ့တော့ဆက်သွားမယ်နောက်ဆုံးတစ်ပုဒ်20ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကြည့်ကြည့်မယ် တော့နှစ်ဆယ်ကကျတော့ဗာစပြောလို့ဆိုတော့ခီတာမချီနီးတဲ့ခီတာမချီနီးဆိုတာကဒါနေရာတဲ့အချိန်ရောက်မှလိုက်တဲ့တော့ကြောင့်မှာလို့ဗာသာပြန်ခီတာမချီမှာပေါ့ကွက်လက်၄ခုဆိုဒက်စ်ဆိုဒက်စ်ကနှစ်ခုရှိတယ်အမြင်ဆုံးနဲ့အကြဆုံးပေါ့နော်တစ်ခုကကျတော့အကျမ်းမြင့်မြတ်ပြောမယ်တစ်ခုကအကုန်လုံးကိုဖြုတ်ရတယ်ဘတ်ဆိုရင်မတ်ဖြုတ် EE ဖြုတ်နားဆိုရင်နားဖြုတ်ရတယ်တစ်ခုကကျတော့အကုန်လုံး play form ပုံစံပြောင်းရတယ်အဲ့တော့ဒီမှာအဲ့ဒါကြီးဖြုတ်ထားတဲ့ဟာရှိလား play form ပြောင်းတာရှိလားဆိုတော့ကြည့်ကြည့်လိုက်တော့ဒီမှာ ပလိမ္မာပေါင်းတာဒီမှာတကူရှိမယ်ယူမိဒဒါနာအကြိတ်ကဒါဖြစ်သွားတာပလိမ္မာပေါင်းနောက်တစ်ခုကအာရိမက်ကိုကြီးချော့ကြီးပြောင်းတာအာရုဆိုပလိမ္မာပေါင်းဒီနှစ်ခုရှိတယ်၃နဲ့၄အဲ့တော့ sodium ရဲ့အရှိမ၃နဲ့၄ပဲထည့်ရမယ်အဲ့တော့ငါတို့ကစမ်းထည့်ကြည့်မယ်၃ကယူမိဒနာမည်ကြီးတယ်၄ကအာရုရှိတယ်အဲ့တော့ယူမိဒထည့်မယ်ဆိုရင်နာမည်ကြီးတယ်လို့ကြားရတယ်ဟုတ်ပြီနော်အဲ့တော့အာရုထည့်မယ်ဆိုလို့ရှိရင်ရှိတယ်လို့ကြားရတယ်အဲ့ဒါပဲဖြစ်နိုင်လေအဲ့တော့ကြံတဲ့နှစ်ခုကိုဆက်ကြည့်မယ်အဲ့တော့ wash your kuno omi say ဝါတယ်ဂျပန်စားစာရဲ့စိုင်နေသီးတဲ့အဲ့တော့နံပါတ်1ကကျတော့ sakura to yu တဲ့ အဲ့ဒါဆိုရင်စာကူရာတိုယူတိုယူဆိုတာကလို့ဆိုတဲ့တိုယူရဲ့နောက်မှာနောင်းပဲလိုက်တယ်နောင်းတိုယူနောင်းနောင်းလို့ဆိုတဲ့နောင်းဟုတ်ပြီလားအဲ့ဒါဆိုလို့ရှိရင်ဒီနောက်မှာလိုက်မဲ့နောင်းဒီဘာလို့ဆိုနောင်းတိုယူနောင်းဆိုတာစာကူရာနောင်းအရှိမနောင်းပါပါဆိုတော့နောက်မှာနောင်းလိုက်ရမယ်အဲ့အရှိမလိုက်မဲ့နောင်းဒီဒီဟာပဲရှိတယ်ဟုတ်ပြီနော်ဘာလို့လဲဆိုတော့စာကူရာလို့ခေါ်တဲ့ဂျပန်အစားအစာဆိုင်ပြီးအဲ့ဒါဆိုရင်နှစ်နဲ့တက်ကတည်းကနှစ်နောက်မှာတက်ရှိရမယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ အဲယူမိဒဆိုဖြစ်မလားအာရုဆိုလားယူမိဒဆိုထည့်မယ်ဆိုရင်အာရုကျန်တယ်အာရုကိုဘာမှထည့်မလဲစတားနေရာမှာထည့်မလားစတားနေရာမှာထည့်မယ်ဆိုလို့ရှိရင်ကျဲစာကူရာလို့ခေါ်တဲ့ဂျပန်စားစာဆိုင်ရှိတယ်ဟုတ်ပြီနော်အဲ့လိုဖြစ်သွားမလားဒါမှမဟုတ်လို့ရှိရင်လေးကိုထပ်ထည့်ကြည့်မယ်အရှိမအဲ့တော့ဒီခိတမချီမှာရှိတယ်စာကူရာလို့ခေါ်တဲ့ဒီဆိုင်ဒီနာမည်ကြီးတယ်လို့ကြားတယ်အဲ့ဆိုစကားသွားလာလှတယ်စကားလမ်းကြောင်းလဲတဲ့တယ် ဟုတ်ပြီနော်အဲ့ဒါဆိုရင်စကားစီကြည့်မယ်စကူရာဒီမြို့မှာရှိတဲ့ဆိုတော့၄ကိုထည့်မယ်အဲ့တော့စကူရာလို့ခေါ်တဲ့စားသောက်ဆိုင်ဆိုတော့ဆိုင်ဆိုတော့၂ကိုထည့်မယ်ပြီးတော့၁ကိုထည့်မယ်အဲ့တော့နာမည်ကြီးတယ်လို့ကြားတယ်၃ကိုထည့်မယ်အဲ့တော့စတားနေရာပါကြတယ်ဆိုတော့၁ကြတယ်ဘာသာပြန်လို့ရှိရင်ဒီမြို့မှာရှိတဲ့ဂျပန်စားသောက် sorry စကူရာလို့ခေါ်တဲ့ဂျပန်စားသောက်ရောင်းတဲ့ဆိုင်ဒီနာမည်ကြီးတယ်လို့ကြားတယ်အဲ့တော့စကားသွားလာတယ်လာတယ်လမ်းကြောင်းလည်းတည်တယ်အဲ့ဒါဆိုရင်အဖြေက၁ဖြစ်တယ်ဟုတ်ပြီနော် အဲအဲ့တော့ဒါလေး point ဖမ်းပြီးဖြေတာဗာ point ကအရှင်းနောက်ကနေလည်းဖမ်းလို့ရတယ်ဒီထဲမှာပါတဲ့အဖြေလေးကနေကြည့်တယ်ဖမ်းလို့ရတယ်ကိုကဒီအရှင်းနောက်ကဖမ်းကြည့်မရဘူးလားဒီအဖြေလေးကိုတွေကဖမ်းကြည့်အဲ့ဒီမှာမှမရဘူးဆိုရင်ဘာသာပြန်ပြီးတော့ဘာသာပြန်အောင်တော့အာကိုတော့ဘာသာပြန်တာအစင်ချောလှတယ်ဆိုရင်အဲ့တော့နောက်မှဘလို့စကားတွေဆက်ရမယ်ဘလို့စကားပြောရင်ဘလို့အကြောင်းအရာတွေလိုက်တက်တယ်ဆိုတာခေါင်းနဲ့အလိုလိုပေါ်လာရောဟုတ်ပြီနော်အဲ့တော့အဲ့ဒီအတိုင်းပဲဖြေပါနောက်ထပ်မေကွန်ဟောင်းနေရဲ့နောက်ထပ်ခုနှစ်တည်းရဲ့ point ဖမ်းကြည့်တွေဆက်တင်ပေးဖို့မယ်နောက်ထပ် point ဖမ်းကြည့်တွေမှာပြန်တွေ့ကြပါမယ်အားလုံးအဆင်ပြေကြပါစေ